လွန်ခဲ့သောနှစ်ပေါင်းများစွာကတောင်တန်းကြီးတွေရဲ့ရင်ခွင်ထဲမှာမိုးချောချောင်းလို့ခေါ်တဲ့ငင်းချမ်းလှပတဲ့ရွာလေးတစ်ရွာရှိခဲ့ဘူးပါတယ်။ကဲဒီရွာလေးမှာတော့တူတလို့ခေါ်တဲ့လူငယ်လေးတယောက်ရှိခဲ့တာပေါ့။သူဟာရဲရင်ပြီးစွန့်စားရတာကိုနှစ်သက်တဲ့လူတယောက်ပါ။သူ့မျက်လုံးတွေထဲမှာ အမြဲတမ်းစူးစမ်းလိုစိတ်တွေပြည့်နှက်နေကြတယ်။တနေ့မှာတော့တငယ်ချင်းတွေနဲ့အတူတောထဲကိုအမဲလိုက်ရင်သူစမ်းပြီးမော်ဆန်နဲ့အငွေအသက်တွေထပ်ပေါ်နေတဲ့ဂူအဝါတစ်ခုကိုသူတို့တွေ့ရှိခဲ့ကြပါတယ်။ဂူထဲမှာတော့သူတို့မမြွေလင့်ထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့ကြရပါတယ်။ alive စင်မြင့်တစ်ခုပေါ်မှာစိုက်ထူထားတဲ့ရွှေရောင်တလက်လက်တောက်နေတဲ့ဒါတလက် တူတာဟာဒါရဲ့စွဲတော်မူတာချီလန်းရမထားနိုင် The legends were true ဒါစီကိုတဖြည်းဖြည်းချင်းတိုးဝင်သွားခဲ့ပါတယ်ဒါကိုကင်ဆွဲလိုက်ကာနဲ့တပြိုင်နက်ကောင်းကင်တစ်ခုလုံးလှုပ်ခါသွားတယ်လို့ကြီးမားလဲစွာအင်တွေ သူ့ကိုယ်ထဲကိုစည်းဝင်လာခဲ့ပါတော့တယ်အေးရွှေမိုးချိုတားရဲ့အစွမ်းနဲ့အတူတူတဟာ မိုးချိုးချောင်းရော်လေးကိုဒုက္ခပေးနေတဲ့မလူးစိုးတွေကိုတိုက်ခိုင်နှင်းနှင်းခဲ့ပါ၏သူ့ရဲ့ရဲစွမ်းတတိနဲ့ရိုက်ရုံးမှုတွေကြောင့်ရွာသူရွာသားတွေရဲ့ချစ်ခင်မှုကိုရရှိခဲ့ပြီး မိုးချိုးလူမိုက်လိုအမိတွင်ခဲ့ပါတော့တယ်သူတရဲ့ကြော်ကြားမှုဟာမြို့တော်ရဲ့နန်းတော်အထိတက်နှံ့ရောက်ရှိခဲ့ပါတယ်မြို့သားသမီးမေဆန်နီဟာ မိုးချိုးလူမိုက်အကြောင်းကြားရသောအခါအလွန်စိတ်ဝင်စားပြီးသူ့ကိုတွေ့ဆုံခြင်းခဲ့ပါတယ်။ဒီလိုနဲ့တူတာနဲ့မက်ဆန်နီတို့တွေ့ဆုံခဲ့ကြပါတယ်။တယောက်ကိုတယောက်စကားပြောရင်သူတို့နှစ်ဦးရဲ့နှလုံးသားတွေဟာရင်းနှီးကျွမ်းဝင်လာခဲ့ပြီးတဖြည်းဖြည်းချစ်ခင်ဆုံးမခဲ့ကြပါတော့တယ်။ဒါပေမဲ့သူတို့နှစ်ဦးရဲ့အချစ်ဆက်လန်းကိုမင်းသားဘလကသဘောမတူခဲ့ပါဘူး။မာနာကြီးပြီးအတ္တကြီးတဲ့မင်းသားဘလဟာ ရွှေမိုးကြိုးသားကိုလိုချင်နေသလိုမဲဆန်ဒီကိုလည်းလက်ထပ်ချင်နေသူတဦးဖြစ်ခဲ့ပါတယ်။ဒါရဲ့အစွမ်းတွေကိုပုံမနားလည်နိုင်ဖို့တူတာဟာပညာရှိဆရာကြီးတဦးတည်းမှာပညာတွေသင်ယူခဲ့ပါတယ်။ဆရာကြီးကဒါရဲ့စစ်မှန်တဲ့လူဝတ်ချက်တွေနဲ့အန်ဒီရတွေကိုတူတာကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့မင်းသားဗလဟာတူတာအပေါ်သစ္စာမယ်ရီရွှေမိုးကြိုးသားကို ခိုးယူဖို့အတွက်ပရိယေတွေကြံစီပါတော့တယ်။တနည်းမှာတော့တုတမေးလျော့နေတော့မင်းသားဗလတ်ဟာဓာတ်ကိုခိုးယူသွားခဲ့ပါတယ်။ဒါပေမဲ့ရွှေမိုးချိုးဓာတ်ဟာသူ့ရဲ့ပိုင်ရှင်အစ်စ်ကိုပဲအတိအမှပြုတာကြောင့်မင်းသားရဲ့လက်ထဲမှာမှောင်မိုက်သွားပြီးမင်းသားဗလတ်လည်းဓာတ်ရဲ့အစွမ်းကိုထိန်းချုပ်မရပဲနာကျင်နေရပါတော့တယ်။ ဒီအချိန်မှာပဲဉာဏ်ပညာရှိတဲ့မဲဆန်ဒီကပရိယေတခုနဲ့မင်းသားဗလကိုလှည့်စားပြီးဓာတ်ကိုပြဲ့လဲရယူခဲ့ပါတယ်ဒီလိုနဲ့သူ့တာနဲ့မင်းသားဗလတို့ကြားမှာပြင်းထန်ပြီးမမရရနောက်ဆုံးတိုက်ပွဲကြီးဖြစ်ပွားပါတော့တယ်မိုးချိုးလျက်စီးတွေမှောပညာတွေ ြဲ့နှနေတဲ့တိုက်ပွဲဟာ ကဘာကြီးကိုလှုပ်ခါသွားစီခဲ့ပါတယ်။တိုက်ပွဲအပြီးမှာတော့သူ့တဟာအနိုင်ရရှိခဲ့ပြီးရွှေမိုးဂျိုးသားရဲ့စစ်မှန်တဲ့အစွမ်းတွေဟာချစ်ချင်းမေတ္တာနဲ့ကရုဏာဖြစ်တယ်ဆိုတာကို နားလည်သွားခဲ့ပါတယ်။သူ့ရဲ့လက်ဖွားမှာလဲငွေရောင်မိုးချိုးပုံစံတစ်ခု ပေါ်လာခဲ့ပြီးငွေမိုးကြိုးလက်ရက်ပိုင်ရှင်ဖြစ်လာခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့တူတာနဲ့မယ်ဆန်တီတို့ပျော်ရွှင်စွာလက်ထပ်ပြီးသူတို့ရဲ့ချစ်ချင်းမေတ္တာနဲ့ကဘာကြီးကိုကာကွယ်စောင့်ရှောက်ရင်းပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတော့တယ်။သူတို့နှစ်ဦးရဲ့နာမည်ဟာဂန္ဓဝင်ပုံပြင်အဖြစ်အစဉ်အမြဲထင်ရှားစွာကြံရစ်ခဲ့ပါတယ်။ ဒီလိုမျိုးမော်ဆာနဲ့ဇလန်းကောင်းတွေကိုဆက်လက်နားဆင်ကြနေစေကျွန်တော်တို့ channel ကို subscribe လုပ်ပြီး like and share လုပ်ပေးဖို့မမေ့နဲ့နော်နောက်လာမယ့်ဇလန်းတွေမှာထပ်မံတွေ့ဆုံကြပါဦးမယ်